This is Radio NUG, the voice of National Unity Government of Myanmar, broadcasting for Myanmar Spring Revolution. Radio NUG is transmitting from shortwave 16 meter 17.79 MHz at 8:30 a.m. and 25 meter 11.94 MHz at 8:30 p.m. Myanmar Standard Time. Minglava Kamya. အမျိုးသားညီညွတ်ရေးအစိုးရရဲ့အတံလွင့်ဌာန Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှလိုင်းတို16မီတာ70.3 MHz ညပိုင်း၈နာရီခွဲမှလိုင်းတို25မီတာ71.6 MHz တို့မှာဓာတ်ရိုက်ဖမ်းယူနိုင်ပါပြီ။မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။အခုချိန်ကစပြီး Radio NUG အစီအစဉ်တွေကိုဓာတ်ရိုက်အတံလွှင့်ပေးနေပါပြီ။ မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတဘာဝဘေးဆီဟနာရှင်ဘေးတို့မှကင်းဝေးပြီးကိုစိတ်နှပြချမ်းမာချမ်းသာဘေးကင်းလုံခြုံကြပါစေလို့ Radio NUG ဖွယ်သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ခင်ဗျာမင်္ဂလာညချမ်းပါခင်ဗျာဒီကနေ့2025ခုနှစ်မေလ17ရက်နေ့ Radio NUG ရဲ့ညပိုင်းအစီအစဉ်များကိုစတင်ထုတ်လွှင့်ပေးပါတော့မယ်ပထမဦးစွာ Radio NUG စည်ရင်းသတင်းကောက်လုပ်ချက်ကို ထပ်ကြားတင်ပြပေးမှာဖြစ်ပါလိမ့်ခင်ဗျာ။ Radio UNG သောရရှင်များမင်္ဂလာပါခင်ဗျာ။ခုချိန်ဟစပြီး2025ခုနှစ်မေလ17ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်။ Radio UNG ရဲ့စီရေးသတင်းများကိုကျွန်တော်ရန်လိုင်းကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါလိမ့်ခင်ဗျာ။ပထမဆုံးတင်ဆက်ပေးမယ့်စီရေးသတင်းကတော့စစ်ဘေးရှောင်တွေခုံလုံးရဗမော်မျိုးကဘုံကြီးချောင်းကိုစစ်တပ်ကပုံကျဲတယ်ဆိုတဲ့သတင်းပဲဖြစ်ပါလေ။ဗမော်မျိုးညောင်မေရက်ွက်ကစစ်ဘေးရှောင်တွေခုံလုံးရ တောင်လေးလုံးဘုံကြီးချောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခတ်တာကြောင့်ထိခိုက်ဒေဆိုးမှုတွေရှိတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်စစ်ကောင်စီကမေလ၈ရက်မှာဗမော်မြို့ကနားလမ်းမှာရှိတဲ့ကန္နာကြီးသားဘုံကြီးချောင်းနဲ့ရောင်မေရက်ကွက်မှာရှိတဲ့တောင်လေးလုံးဘုံကြီးချောင်းကိုဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခတ်ခဲ့တာနဲ့ပတ်သက်လို့အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်ကနားရိတ်တာဘုံကြီးချောင်းကိုဘုံကျဲတိုက်ခိုက်မှုမှာဆိုရင်စစ်ရှောင်ပြည်သူ15ဦးခန့်တေဆုံးက30ကျော်ဒဏ်ရာရတော့တယ်လို့သိရပါဗျ။ ကျန်တဲ့စစ်ပေးရှောင်380ဦးကျော်ကိုတော့တော်လိုင်းတက်တွေကကဲထုတ်ပေးနိုင်ခဲ့တယ်လို့ဒေတာတွေသတင်းတွေကိုတီးပေးနေတဲ့ဗမော်စကော့တင်းကဖော်ပြပါဗျ။တောင်လင်းလို့ပုံကြီးကြောင်းလေချောင်းတိုက်ခတ်ခံမှုဖြစ်စင်မှာတော့စစ်ပေးရှောင်တွေထိခိုက်ဒေဆုံးမှုခြေနေကိုမသိရသေးဘူးလို့ဆိုပါတယ်။ဗမော်မှာရှိတဲ့ KPDF နဲ့တပ်ပေါင်းစုကတောင်လင်းလို့ပုံကြီးကြောင်းကစစ်ပေးရှောင်တွေကိုကဲထုတ်နေချိန်မှာပဲစစ်ကောင်စီကကျောင်းဝင်းထဲကိုပေါင်ထောက်နေရရှိတဲ့ဘုံးသီးတွေလေရင်ပေါ်ကနေကျဲချခဲ့တာလို့သိရပါဗျ။ စေဘေးရှောင်နေခေလုံရအတောင်လေးလုံးဖုန်ကြီးကျောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခတ်တဲ့ရုတ်တံမှတ်တမ်းတစ်ခုလူမှုကွန်ရက်မှာပြန့်နှံ့နေတာရှိပြီးတမနစ်ခွဲခံရှိတဲ့အဲ့ဒီရုတ်တံမှတ်တမ်းမှာရာနဲ့ချီတဲ့စေဘေးရှောင်တွေကို KPDF တပ်ဖွဲ့ဝင်တွေပြောင်းရွှေ့ပေးဖို့ပြင်ဆင်နေချိန်မှာဘုံကျဲခံရတာပဲဖြစ်ပါတယ်။ KIA ဦးဆောင်တဲ့ဒေါ်လာရင်းတက်တွေဗမာမျိုးသိန်းတိုက်ပွဲပေါ်ဆောင်နေတာ၅လကျော်ပြီဖြစ်ရာဒီ၅လအတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့ လေချောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင်းပြည်သူလူထုပိုင်းအိုးအိမ်တွေအများပြားပျက်စီးခဲ့ရပြီလို့သိရပါတယ်ခင်ဗျာအခုတခါတင်ဆက်ပေးမယ့်စီရေးသတင်းကတော့လေကူးမြို့နယ်မှာရှိတဲ့ခမညာ217တရင်ကိတ်ကင်းကိုပျောက်ကြားဖွဲ့တိုက်ခိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ရောင်တိုင်းလေကူးမြို့နယ်မှာရှိတဲ့စစ်ကောင်စီလက်အောက်ခံအမှတ်217ချင်းမြတရင်ကိတ်ကင်းစခန်းကိုလက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ရန်ကုန် Army YA အဖွဲ့ကပြောပါတယ်။ခမညာ217တရင်ကိတ်ကင်းကိုမနေ့ကမေလ10ရက် ညနေ6နာရီခွဲကမှတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကထိခိုက်မှုရှိနိုင်တယ်လို့ဆိုပါတယ်။ရန်ကုန်အာမေဝိုင်းအဖွဲ့ကတော်လိုင်းရဲဘော်တွေပြစ်လိုက်တဲ့လက်ပြပုံးဟာ GK scan ထဲမှာပေါက်ကွဲသွားတာကြောင့်အခုလိုပဲပြောဆိုလိုက်တာဖြစ်ပါတယ်။ရန်ကုန်အာမေဖွဲ့ဟာအခုလ3ရက်နေ့ကလည်းအနောက်ပိုင်းခရိုင်ပကဖားနဲ့ပူးပေါင်းပြီးတိုက်ကြီးမျိုးမှရဲစခန်းကိုပြင်းရမြင့်အဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခဲ့ပါသေးတယ်။အကြမ်းဖက်ဆီယနာရှင်မပြုံမချင်းဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့လည်းရန်ကုန်အာမေဖွဲ့ကပြည်သူလူထုကိုအသိပေးထားပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးမြင်းစံကာကြီးကွင်းဒီမှာပြည်သူလူထုကိုအနိုင်ကျင့်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်တဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမြင်းစံမြို့မှာရှိတဲ့ကာကြီးကွင်းမြောက်ဘက်မှာပြည်သူလူထုအပေါ်အနိုင်ကျင့်စစ်ဆေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့မြင်းကျင် Blood Tiger NPD တပ်ဖွဲ့ကပြောပါရယ်။မနေ့ကမေလ10ရက်မနက်09:45မိနစ်ကအချိန်မှာမြင်းကျင် Blood Tiger NPD တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်သားတို့ပြင်းထန်တဲ့အရာကမြင်းကြံပြည်သူဆေးရုံကြီးမှာဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ဒါဟာကနအူးတိရတဲ့အချက်ဖြစ်တာကြောင့်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုနောက်ဆက်တွဲအခြေအနေကိုတော့ဆက်လက်စုံစမ်းနေစေလို့အသိပေးပါတယ်။ MBD တပ်ဖွဲ့အနေနဲ့မြင်းကြံမျိုးတွင်စစ်ရေးမစ်ရှင်၃ခုကိုတပြိုင်တည်းလှုပ်ဆောင်မှုပြင်ဆင်ခဲ့ပေမဲ့စစ်ရေးမစ်ရှင်၂ခုကိုဖျက်သိမ်းခဲ့ရတယ်လို့လည်းပြောပါတယ်။ဒီသားနေပြည်သူအချို့ဟာ စစ်ကောင်စီတပ်ဖွဲ့အနေနဲ့အချိန်ကြာမြင့်စွာစကားပြောဆိုနေတာကြောင့်စစ်ရေးမစ်ရှင်တွေပြန်လည်ရုပ်သိမ်းခဲ့ရတာလို့ထပ်ပြီးအသိပေးပါတယ်။ဒါကြောင့်နောက်မှစစ်ကောင်စီတပ်ဖွဲ့တွေနဲ့အနီးကပ်သွားလာတာအချိန်ကြာမြင့်စွာစကားပြောဆိုတာတွေမလုပ်ကြဘူး။မြင်းကျန် Blood Tiger NBD တပ်ဖွဲ့ကမြစ်တာရက်ခံထားပါတယ်ခင်ဗျာ။ခုတ်ကတင်ဆက်ပြီးမှာကတော့မင်းတပ်မျိုးကိုစစ်ကောင်စီကလေကြောင်းကနေထပ်မံတိုက်ခိုက်တာကြောင့်အိမ်ဆန်ကားလုံးကန်ပျက်စီးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ ချင်းပြည်နယ်မင်းတပ်မျိုးကိုစစ်ကောင်စီကလေကြောင်းကနေထပ်မံတိုက်ခိုက်ခဲ့တာကြောင့်အစိုးရအဆောက်အုံတွေနဲ့ပြည်သူပိုင်းအိမ်စုစုပေါင်း15လုံးခန့်ထိခိုက်ပျက်စီးခဲ့တယ်လို့မင်းတပ်မျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။မေလ9ရက်နေ့ည7:00နာရီခွဲလောက်ကလေကြောင်းကနေနှစ်ကြိမ်ပြုတ်လုခဲ့တာဖြစ်ပြီးထိခိုက်ဒဏ်ရာရသူအ ਨੇ ချင်းသာရှိပေမဲ့အစိုးရအဆောက်အုံတွေနဲ့ပြည်သူပိုင်းအိမ်တွေပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့မေလ9ရက်နေ့ကလည်းမင်းတပ်မျိုးကိုစစ်ကောင်စီကလေကြောင်းကနေနှစ်ကြိမ်တိုက်ခိုက်ခဲ့တာကြောင့်အစိုးရအဆောက်အုံတွေနဲ့ဝန်ထမ်းအင်အားတွေထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။ မင်းတပ်မျိုးကိုစစ်ကောင်စီကခုရပိုင်းမှာလေကြောင်းတက်ခတ်မှုတွေခက်ဆိတ်ဆိတ်ပြုလုပ်နေတာကြောင့်ဒေသနေပြည်သူတွေအနေနဲ့လေကြောင်းသတင်းတွေနားဆွင့်ထားကြဖို့ဒေသတွင်းတော်လိုင်းအင်အားစုတွေကနှိုးဆော်ထားပါတယ်။ CDF မင်းတပ်ပါဝင်တဲ့ချင်းကြီးနောင်နဲ့မာမိတ်အဖွဲ့တွေဟာ2024ခုနှစ်ဒီဇင်ဘာလ27ရက်နေ့မှာမင်းတပ်မျိုးကိုစစ်ကောင်စီလက်ထက်ကနေအပီးပိုင်သိမ်းပိုက်ခဲ့ပြီးမြို့အုပ်ချုပ်ရေးကိုမင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကဆက်လက်အကောင့်ထဲပေါ်ဆောင်နေချိန်မှာစစ်ကောင်စီဘက်ကလေကြောင်းကနေတိုက်ခိုက်ဖျက်ဆီးနေတာပဲဖြစ်ပါလေခင်ဗျာ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့စီရေးတဲ့ငါတော့ဝက်လက်နယ်ကရွာတော်ကုန်းရွာကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတာကြောင့်ကိုဦးထက်မင်းတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်ကရွာတော်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်တာမရှိဘဲလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာပြည်သူကိုဦးထက်မင်းတေဆုံးခဲ့ရတယ်လို့ဒေသတွင်းသတင်းရှင်းမြစ်တွေကဆိုပါတယ်။မနေ့ကမေလ10ရက်နေ့ညနေ4:00ခွဲကမှဝက်လက်မြို့နယ်အနောက်ချမ်းကရွာတော်ကုန်းရွာကို အကြမ်းဖက်စစ်တပ်ရဲ့မိထီလာလေတက်ကတက်လာတဲ့ jet fighter ကနှစ်ကြိမ်ဘုံးကျဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သူတွေထဲမှာကျောင်းဆရာမနှစ်ဦးပါဝင်ပြီးဒဏ်ရာသူတွေထဲမှာပြင်းထန်ဒဏ်ရာသူတွေပါဝင်ကအိမ်ရှင်လုံးမိလောင်ပြကြခဲ့ရတယ်လို့သိရပါတယ်ဒီကနေ့မေလ17ရက်နေ့မနက်9:00နာရီကျော်ကမှလည်းတရက်ဦးကတက်လာတဲ့ jet fighter တစ်စင်းကဝလမ်းမြို့နယ်ရွှေပန်းကုန်းစာတင်ကျောင်းကိုလေကြောင်းတိုက်ခတ်မှုနှစ်ကြိမ်ထပ်လုပ်သွားတယ်လို့ဒေသနဲ့သတင်းတွေကသိရပါဗျ။ဒါပြင်စင်ကုန်းမြို့နယ်တနီယာနဲ့ မရီယာအရှိချမ်းတနီယာကိုလည်းတရုတ်တက်တဲ့စင်းကဒီကနေ့မနက်ပိုင်းမှာပဲလေကြောင်းတိုက်ခတ်မှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ Wallet Information Network ကအသိပေးထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာမီဒီယာ NUG မှဆက်လက်တင်ပြနေပါတယ်အခုတခါပြည်တွင်းသတင်းများကိုမေဦးမောင်ကဖတ်ကြားတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ မင်္ဂလာညချမ်းပါရှင်ခုချိန်ကစပြီး2025ခုနှစ်မေလ17ရက်ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ညပိုင်းပြည်တွင်သတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ຫນွေဦးမှပါပထမဆုံးတင်ပြပေးမယ့်သတင်းကတော့နာဂတ်နိုင်ငံတော်အသစ်မှာအာရမတရားများကင်းစင်ပြီး Federal Democracy စနစ်ထွန်းကားပြန်မွားတည်တံ့စေရေးဆက်လက်ကြိုးပမ်းဆောင်ရွက်ကြဖို့ CRPH တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ် နာဂတ်နိုင်ငံတော်အတွက်မှာအာရမတရားများကင်းစင်ပြီး Federal Democracy စနစ်ထွန်းကားပြောင်းလဲတည်တံ့စေရေးဒူတကွဆက်လက်ဂျိုးပန်းဆောင်ရွက်သွားကြဖို့ဒီတော်စွလွတ်တော်ကိုစားပြုကော်မတီ CRPH ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ဒီနေ့ကြရောက်တဲ့သာသနာတော်နဲ့2569ခုနဲ့ကဆုံလားပြည့်ဗုဒ္ဓနေ့အချိန်မှတဝန်လာပေးဖို့ရမှာခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ကဆုံလားပြည့်ဗုဒ္ဓနေ့မှာမြန်မာနိုင်ငံတော်ဝန်လုံးနဲ့ကမ္ဘာနိုင်ငံအသီးသီးကိုရောက်ရှိနေကြတဲ့ဗုဒ္ဓဘာသာဝင်တွေနဲ့အခြားဘာသာဝင်တိုင်းသားတွေအားလုံးဘေးကင်းကျန်းမာစွာနဲ့ ုထုကောင်းမှုထုံလွှမ်းပြီးကောင်းကျိုးဖျားပြရရှိ ခံစားနိုင်ကြပါစေလို့လည်းမေတ္တာပို့တဆုမွန်ကောင်းတောင်းပေးထားပါတယ်။ဂေါရမဘုရားလောင်းတော်သူမေတ္တာရှင်ရတိဘဝမှာญาတိတော်ခံယူတော်မူခြင်း၊ဖွားမြင်တော်မူခြင်း၊တပိညုတဉာဏ်တော်ရရှိတော်မူခြင်း၊ပြိဋိဘံဆံဝင်တော်မူခြင်းဆိုတဲ့မြတ်ဗုဒ္ဓရဲ့ဖြစ်စဉ်တွေဟာကဆုံလာပြီးနေ့မှာတိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့တာကြောင့်အလုံးသောဗုဒ္ဓဘာသာဝင်တွေအနေနဲ့ခုလိုနေရူးနေမြတ်ကိုအထွတ်မြတ်ထားပြီး ကုသိုလ်ကောင်းမှုတွေအလေးထားလှူဆောင်လေးရှိကြတယ်လို့သိရပါဗျ။မြတ်စွာဘုရားရှင်ဟာသစ္စာလေးပါးတရားတော်မြတ်ကိုကိုယ်တိုင်ကျင့်ကြံကြိုးစားအားထုတ်ပွားများပြီးသိရှိလာတဲ့မှန်ကန်သောအကျင့်နှလုံးသွင်းဆင်ခြင်ကြရမယ့်မြတ်မတရားတွေကိုလည်းအယုတ်အလက်အမျက်မခွဲကြဘဲဘဒဝါတိုင်းကိုမြစ်တာဂိူနာတော်ကြီးမားစွာနဲ့ဟောပြောညွှန်ပြပေးခဲ့ပြီးကိုယ်တိုင်လည်းဥတီမှန်တဲ့နိဗ္ဗာန်တိုင်အောင်မလျှော်သောဆွဲ လုံးလဝရိယတို့နဲ့အောင်မြင်စွာအရောက်လှမ်းနိုင်ခဲ့တယ်လို့တဝင်းလွားမှာဖော်ပြထားပါတယ်ရှင်။ နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့ဗုဒ္ဓဖျားရှင်ရဲ့ဆုံးမလမ်းညွှန်မှုတွေကိုတံမိုးထားလိုက်နာချဖို့ကုလအတွင်းမှုချုပ်တိုက်တွန်းတဲ့သတင်းပဲဖြစ်ပါတယ်။ဗုဒ္ဓဖျားရှင်ရဲ့ဆုံးမလမ်းညွှန်မှုတွေကိုတံမိုးထားလိုက်နာချဖို့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာဗုဒ္ဓနေ့ဒီနေ့မေလ17ရက်မှာကြာရောက်တဲ့ကဆုံလပြည့်နေ့မှာကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတိုက်တွန်းပြောကြားလိုက်တာဖြစ်ပါတယ်။ ဘုရားမြတ်စွာဘုရားမြင်တော်မူခြင်းသဗ္ဗညုတဉာဏ်တော်ရာပြီးဖျားဖြစ်တော်မူခြင်းနဲ့ပြိဋိဘံဆန်တော်မူခြင်းတို့ဖြစ်ခဲ့တဲ့ကဆုံလားပြီဘုရားနေ့မှာကဘာတော်ဝမ်းမှရှိတဲ့ဘုရားဘာသာဝင်တွေအားလုံးမင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေလို့ကုလသမဂ္ဂတွင်မူချုပ်ကဆုတောင်းစကားဆုထားပါတယ်ဘုရားဖျားရှင်ရဲ့အဆုံးအမတွေဖြစ်တဲ့ကရုဏာခန္ဒီပါရမီရှိခြင်းနဲ့ကိုကျိုးမပါတဲ့လှူဆောင်မှုတွေဟာကုလသမဂ္ဂရဲ့တန်မိုးတွေနဲ့အလွန်ကိုက်ညီတယ်လို့လည်းအသိပေးထားပါတယ် ကမ္ဘာတဝန်းမှာကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေပေမဲ့ရှေ့ဆက်ရမယ့်ခီးအတွက်မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့လမ်းညွှန်မှုကိုခံယူရမယ်လို့လည်းဆိုပါတယ်။ခုလိုမြင့်မြတ်တဲ့နေရုနေမြတ်မှာမတူကွဲပြားမှုတွေပေါင်းစည်းပြီးပုံမစည်းလုံးညီညွတ်မှုရှိခြင်းနဲ့ငြိမ်းချမ်းသာရပြီးရေရှည်တည်တတ်တဲ့ငြိမ်းချမ်းသောကမ္ဘာကြီးဖြစ်အောင်လူတော်ကပူပေါင်းလှုပ်ဆောင်ကြဖို့ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်ကတိုက်တွန်းထားပါတယ်။ကုလသမဂ္ဂအတွင်းမှုချုပ်အန်တိုနီယိုဂူတာရက်စ်က ကဆုံလာမည့်ဗုဒ္ဓနေ့မှာမြတ်ဗုဒ္ဓရဲ့ဆုံးမမှုတွေကိုလိုက်နာဖို့တိုက်တွန်းလိုက်ပေမဲ့ဂျမ်ဘတ်စစ်ကောင်းဆောင်မရောက်နိုင်ဦးဆောင်တဲ့စေုပ်စုဟာဒီနေ့မှလည်းရတားပြည်သူတွေကိုလေကြောင်းကနေပုံကျဲတက်ဖြတ်နေတယ်လို့ဒေတာရင်းနဲ့စည်ရေးသတင်းတွေအရသိရပါတယ်ရှင်။စစ်ဘုတ်ချုပ်တွေရဲ့ဂျိုးစီပွားကိုကာကွယ်နေရတဲ့စစ်ကောင်းစီတပ်ဖွဲ့ဝင်တွေအလေးဝင်ကြဖို့ KNL ထပ်မံတိုက်တွန်းတဲ့သတင်းကိုလည်းတင်ပြပေးပါမယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလက်တဆုပ်စားသားရှိတဲ့စစ်ဗိုလ်ချုပ်ကြီးတွေရဲ့အကျိုးစီးပွားကိုကာကွယ်နေရတာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ကိုဆွန့်ခွာပြီးအလေဝင်ကြဖို့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL ကထပ်မံတိုက်တွန်းလိုက်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလေဝင်ကြဖို့ KNU KNL ကမကြာခဏအတိပေးလေးရှိရမှာမနေ့ကမေလ10ရက်မှာထပ်ပြီးတိုက်တွန်းပြောဆိုလိုက်တာပဲဖြစ်ပါတယ်ခုလိုတိုက်တွန်းပြောဆိုရမှာအောင်စရာစစ်စီရေးအတွက်ပို့ဆောင်ခံရပြီး KNL ထံအလေဝင်လာတဲ့ရဲဘော်တွေရဲ့မှတ်တမ်းတပ်ပုံတွေကိုလည်းဖော်ပြခဲ့ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနေနဲ့လေဝင်ရမှာကြီးဖြုတ်ထားတဲ့တနက်ကောင်းကိုအောက်ဆိုင်ချထားတဲ့အနေထားနဲ့ နောက်ကျောမှလွဲပြီးရောက်တဲ့နေရာကနေရှေ့တန်းမှာရှိတဲ့ KNL တပ်ဖွဲ့ဝင်တွေစီမှတူးချင်းဖြစ်စေစုဖွဲ့လိုက်ဖြစ်စေအရောက်လာကြဖို့တိုက်တွန်းထားပါတယ်စစ်ဘုတ်ချုပ်ကြီးတွေရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အသက်ကိုစည်တင်းနေရတဲ့အောင်စင်းစစ်စင်ရေးကစစ်ကောင်းစီတပ်ဖွဲ့ဝင်တွေနဲ့မြန်မြေကန်တပ်ဖွဲ့ဝင်တွေအနေနဲ့နိုင်ငံတကာဥပဒေစံနှုန်းနဲ့အညီအသက်ရှင်ခွင့်ရလိုတဲ့ဆိုရင် KNL ထံမှအလင်းဝင်နိုင်တယ်လို့အတည်ပြုထားပြီးဆက်သွင်းရမယ့်ဖုန်းနံပါတ်ကိုပါဖော်ပြပေးထားပါတယ် အာရှလမ်းမစစ်စင်ရေးအတွက်အတင်းအဓမ္မခိုင်းစေခံရတဲ့စကောင်းစီတပ်ဖွဲ့ဝင်တွေလက်နက်ချအလင်းဝင်လို့ရတဲ့ဆိုရင်ဖုန်းနံပါတ်3964493169ကိုဆက်သွယ်နိုင်တယ်လို့အတည်ပြုထားပါတယ်။ KNU KNL နဲ့ PDF တို့ပါတဲ့တော်လင်းပူပေါင်းတက်တွေဟာမြန်မာထိုင်းနယ်စပ်တခြားမှာရှိတဲ့စကောင်းစီတပ်စခန်းတွေပါဝင် KNU တပ်မဟာ3တပ်မဟာ4တပ်မဟာ6နဲ့တပ်မဟာ9နဲ့မြေကစကောင်းစီစခန်းတွေကိုတစ်ခုပြီးတစ်ခုတိုက်ခိုက်သိမ်းပိုက်နေခြင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအလင်းဝင်နိုင်အောင်တိုက်တွန်းလိုက်တာလည်းဖြစ်ပါရဲ့ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့လက်ရှိချိန်ဟာဘုံခုချင်းတူနီတွေလိုက်ဖက်ရမယ့်အချိန်မဟုတ်တော့ပဲ။ပေါ့ပြားကန်ပြီးဘုံခုချင်းတွေတူရမယ့်အချိန်လို့ရေတော်ပတ်ကဖသတိပေးတဲ့သတင်းပဲဖြစ်ပါရဲ့။လက်ရှိချိန်ဟာဘုံခုချင်းတူနေတွေလိုက်ဖက်ရမယ့်အချိန်မဟုတ်တော့ပဲမိမိနဲ့မိမိမိသားစုအသက်အန္တရာယ်လုံခြုံရေးအတွက်ပေါက်ပြားကန်ပြီးဘုံခုချင်းတွေတူရမယ့်အချိန်ဖြစ်လို့ရေတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီနေ့မေလ၁၇ရက်နေ့မှာသတိပေးပြောဆိုလိုက်ပါတယ် ဂျမစစ်ကောင်စီဘက်ကရဲသားပြည်သူတွေကိုဦးတည်ပြီးလေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်လုပ်နေတဲ့အတွက်ရဲတော်မြို့နယ်ကမိဘပြည်သူအပေါင်းကိုခုလိုသတိပေးပြောဆိုလိုက်တာပဲဖြစ်ပါတယ်။အိမ်တိုင်းမှာဘုံခိုခြင်းတွေမဖြစ်မနေတူကြဖို့ရဲတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကတိုက်တွန်းနှိုးဆော်ထားပါတယ်။ချို့သောပြည်သူတွေကဘုံခိုခြင်းတူးသူတွေလေရင်နဲ့ချားလို့ဘုံခိုခြင်းနဲ့ပြေးလွှားဝင်သူတွေကိုကြောက်တက်ရန်ကိုလို့လောင်ပြောင်နေတာမျိုးရှိနေစေလို့ဆိုပါတယ်။လေရင်နဲ့ပြစ်ခတ်တံတွေကြားတာနဲ့အသက်အန္တရာယ်လုံခြုံရေးအတွက် မြေပြင်မှာဝင်နေပြီးသားဖြစ်နေရမယ်လို့ထပ်ပြီးသတိပေးထားပါတယ်။မိဘပြည်သူများအနေနဲ့မိမိကိုယ်ကိုမိမိအတန်နိုင်ဆုံးဘေးကင်းလုံခြုံအောင်နေထိုင်ခြင်းဟာတော်လန်စစ်ကိုထောက်ကူပစ်စေတယ်လို့ရေတော်ပကဖကဆိုပါတယ်။ဒါကြောင့်ရေကြီးအုပ်ချုပ်ရေးဖွဲ့တွေနဲ့ကာကွယ်ရေးဖွဲ့တွေပူးပေါင်းပြီးလေကြောင်းအနေရကြိုတင်သတိပေးမှုစနစ်တွေတည်ဆောက်ရမှာပြည်သူလူထုအနေနဲ့ပူးပေါင်းပါဝင်ပေးကြဖို့လည်းရေတော်မြို့နယ်ပြည်သူကာကွယ်ရေးဖွဲ့ကတိုက်တွန်းထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။ ရေဒီယိုအန်ယူဂျီသောတာရှင်များခင်ဗျာမြန်မာနေဟုခရိုနီကယ်မီဒီဆယ်မြင်ကွင်းဖြစ်တဲ့သတင်းဌာနတွေပေါ်ပရိသတ်ရဲ့ယုံကြည်မှုဘယ်လောက်ရှိကြသလဲဆိုတဲ့မုံမခဆောင်းပါးကိုပို့ပို့ကတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာမြန်မာနေဟုခရိုနီကယ်မီလာဆယ်ရဲ့မြင်ကွင်းသတင်းဌာနတွေပေါ်ပရိသတ်ရဲ့ယုံကြည်မှုဘယ်လောက်ရှိကြသလဲ အမေရိကန်ပြည်အောင်စုတမရတိတက်ရောက်လာပြီးနောက်နှစ်လမပြည့်မီမှာအစိုးရရဲ့အထောက်ပံ့တဲ့သတင်းထုတ်လွှင့်နေတဲ့ VOA, RFA, RFE, Radio Liberty စတဲ့ဌာနတွေကိုအသုံးစရိတ်သုံးစွဲတာစိုင်းငံ့ထားဖို့အမိန့်ကိုလက်မှတ်ထိုးခဲ့ပါတယ်။အဲဒီနေ့ကတော့မတ်လ15ရက်နေ့ဖြစ်ပါတယ်။ Voice of America မှာအချိန်ပြည့်လုံးလောက်ကိုင်းနေသူတွေကအမေရိကန်ပြည်အောင်စု Federal အစိုးရဝန်ထမ်းဖြစ်သူတွေမို့လို့ချက်ချင်းလက်ငယ်အလုပ်ရဆိုင်ခြင်းမပြုသေးပေမယ့် RFA လို့ Congress လွှတ်တော်ကချပေးတဲ့ရန်ပုံငွေနဲ့လဲပတ်တဲ့ RFA ကတော့ Federal အစိုးရဝန်တမ်းမဟုတ်လို့လစာခန်းစားခွင့်လည်းမပေးဘဲစိုင်းငံ့ထားရကပြီးခဲ့တဲ့ရက်ပိုင်းတွင်မှာတော့အပီးတိုင်ရက်နာဖို့အမိန့်ညွန်ကြားချက်ထွက်ပေါ်လာပါတယ်1990ခုနှစ်နောက်ပိုင်းမှာစတင်ထုတ်လင်းခဲ့တဲ့လွတ်လပ်သောအာရှတန်မြန်မာပိုင်းအစည်းအဝေးဟာနှစ်ပေါင်း30နီးပါးရောက်ရှိချိန်မှာရက်ဆိုင်လာရတာဖြစ်ပါတယ်ကုမြင့်နဲ့အစိုးရတွေအုပ်ချုပ်တဲ့နိုင်ငံနဲ့စစ်တပ်အာဏာရှင်တွေအုပ်ချုပ်တဲ့နိုင်ငံတွေမှာ တရင်လှုပ်လှက်ခွင့်မရှိဘူးဆိုတဲ့အချက်ကိုအခြေပြုပြီးအမေရိကန်ကွန်ဂရက်လွှတ်တော်ကရန်ပုံငွေတတ်မှတ်ချထားပေးပြီးလဲပတ်နေတဲ့ RFA ရပ်ဆိုင်းသွားခြင်းကဒီနိုင်ငံတွေမှာရှိတဲ့ပြည်သက်ဖို့ဘယ်လိုထင်မြင်ချက်ရှိကြမလဲဆိုတဲ့မေးခွန်းလည်းရှိပါတယ်။ရေဘူးရအဖြစ်ဆိုရရင်တော့မြန်မာနိုင်ငံမှာ RFA မြန်မာပိုင်းကိုနားထောင်တဲ့ပြည်သက်အင်တာနက်ပေါ်ကနေကြည့်ရှုနားဆင်တဲ့ပြည်သက်နဲ့ရုပ်သံအစီအစဉ်တွေကိုဆက်သွယ်ရေးဂျူရုကတက်ဆင့်ကြည့်ရှုတဲ့ပြည်သက်စုစုပေါင်းတန်းနေချီရှိလိမ့်မယ်အသေးချာဖြစ်ပါတယ်။ နေ့စဉ်အဖြစ်အပျက်တွေကိုပြည်ရင်းသတင်းဌာနတွေကလည်းဖော်ပြတင်ဆက်နေကြပေမယ့်ရေဒီယိုလိုင်းနဲ့ထုတ်လွှင့်နိုင်တဲ့သတင်းဌာနကအရေးအတွက်လက်ချိုးရလို့ရအောင်နေပါလှပါတယ်။ RFA မြန်မာပိုင်း၊ VOA မြန်မာပိုင်း၊ BBC မြန်မာပိုင်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့ Radio NUG မဇိမရေဒီယို တို့လောက်သာရှိတာဖြစ်ပါတယ်။ RFA နဲ့ VOA တို့ရပ်ဆိုင်သွားတာဟာမြန်မာသတင်းပရိသတ်အဖို့နေ့စဉ်သတင်းတွေနားဆင်ကြည့်ရှုဖို့ရွေးချယ်စရာတိတိတသာရောကြသွားတာဖြစ်ပါတယ်။ နေ့စဉ်ဖြစ်ပျက်နေတဲ့သတင်းတွေနိုင်ငံအနှက်ကအဖြစ်ပျက်တွေကိုမတူတဲ့သတင်းရင်းမြစ်မတူတဲ့ရှုထောင့်တွေကနေတင်ဆက်နေကြတဲ့သတင်းဌာနတွေအနှက်ကနှစ်ခုရက်ဆိုင်သွားခြင်းကကြီးမားတဲ့ပမာဏယောနေသွားတာဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့အခုလိုသတင်းဌာနရပ်နားရတဲ့အကြောင်းသတင်းဖော်ပြချက်အောက်မှာရေးကြတဲ့မှတ်ချက်အများစုကရပ်နားသွားရတာကိုဝမ်းသာကြောင်းနဲ့ကျေနပ်အားရတဲ့မှတ်ချက်တွေအများစုဖြစ်နေကြတာအံ့အားသင့်ဖွယ်ရာတွေ့ရပါတယ်။ Facebook လူမှုကွန်ရက်ကိုတုံးဆွဲသူတွေကတနိုင်ငံလုံးကသတင်းပရိသတ်ကိုကိုစားမပြုတ်ဘူးလို့ဆိုမယ်ဆိုရင်ဆိုနိုင်ပေမယ့်အတိုင်းအတာတစ်ခုကိုတော့ကိုစားပြုတ်တယ်လို့ဆိုရမှာပါလူမှုကွန်ရက်တုံးပြီးသတင်းတွေဖတ်ရှုနားဆင်သူတွေလည်းရှိနေတာမို့လို့အခုလိုသတင်းဌာနရက်နာလိုက်ရတဲ့သတင်းရဲ့အောက်မှာဝမ်းတာကြောင်းမှတ်ချက်တွေပေးကြတာပါလေမှတ်ချက်တွေကိုအုပ်စုခွဲတိုပ်ခွဲကြည့်ရင်တချို့ကတော့စစ်တပ်နဲ့ကြမ်းခံရေးကိုထောက်ခံသူတွေဖြစ်ပြီးငကိုကလေးကစစ်တပ်ကိုစန့်ကျင်သူတွေကို မီဒီယာတွေကတိုင်းပြည်ဖြတ်တဲ့သူတွေလို့ဆိုကြသူတွေဖြစ်ပါတယ်။အဲ့လိုအယူအဆရှိသူတွေလည်း RFA မြန်မာပိုင်းကိုပုံမှန်ဖတ်ရှု နားဆင်နေကြတာဖြစ်ပါတယ်။ရန်နာတာကိုဝမ်းသာအားရကြောင်းမှတ်ချက်ရေးသူအလုံးကစစ်တပ်ထောက်ခံသူတွေတော့မဟုတ်ကြပါဘူး။စစ်တပ်ကိုစန့်ကျင်သူဆရာနာရှင်ကို မုံသူတွေလည်းပါရှိနိုင်ပါတယ်။ဒါပေမဲ့တရင်ဌာနတွေရဲ့ရည်တီချက်ဦးစားပေးတင်ပြပုံတရင်တွေမှာတုံးတုံးနဲ့အတုံးတုံးလူမျိုးရေးရှုထောင့်စတဲ့အယူအဆမတူခြင်းတွေကြောင့် တရင်ဌာနတွေကိုမကြည်လဲတဲ့ခန်းစားချက် မကြည်နဲ့တဲ့ခန်းစားချက်တွေရှိထားကြတဲ့သဘောလို့အကဲဖြတ်ကြည့်မိပါတယ်။ဥပမာအဖြစ်တရင်ဌာနတစ်ခုကရိုဟင်ဂျာလို့သုံးနှုန်းတာကိုမနှစ်သက်တဲ့သဘောမတူတဲ့တရင်ပြိသက်တွေအများပြားရှိနေတာမျိုးဖြစ်ပါတယ်။2012ခုနှစ်ကနေ2019ခုနှစ်ကာလအကြာဖြစ်ပျက်တဲ့လူမျိုးရေးဘာသာရေးပဋိပက္ခတွေစစ်တပ်ရဲ့လူမျိုးတုံးတက်ပြတ်မှုတွေအကြောင်းတရင်ဖော်ပြကြဆင်ကြတဲ့ကရိုဟင်ဂျာလို့ခေါ်ဆိုသုံးနှုန်းတဲ့တရင်ဌာနတွေကို အမျိုးသားရေးဝါဒီ nationalist ပြည်သက်တွေကမကြည်နက်ကြပါဘူးအဲ့ဒီကာလကထွက်ရှိတဲ့ပုဂ္ဂလိကသတင်းစာတွေအပတ်စဉ်ထုတ်ကြားနေအများစုကလည်း Rohingya ဆိုတာတက်ဘင်္ဂါလီလို့သာသုံးနှုန်းထည့်ကြတာတွေ့ရပါတယ်ဒါပေမဲ့ RFA VOA BBC တို့ကတော့ Rohingya လို့သုံးနှုန်းထည့်ကြတာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ကခိုးဝင်လာတဲ့ဆိုတဲ့အတိတ်ပဲတက်ရောက်နေတဲ့ဘင်္ဂါလီလို့မသုံးနှုန်းမဲ့ Rohingya လို့ခေါ်ဖို့သုံးနှုန်းတာကို မြန်မာပြည်သက်အများပြားကထိုးစင်းကမကြေမနက်ဖြစ်ခဲ့ကြတာလည်းဖြစ်ပါတယ်။အဆိုပါအချက်ကလည်းအချို့သောပြည်သက်တွေအနေနဲ့အထက်ကသတင်းဌာနတွေကတင်ဆက်တဲ့သတင်းတွေကိုဖတ်ရှုနားဆင်တည်တိုင်းသတင်းမီဒီယာတွေအပေါ်အညှိုးထားတဲ့အကြောင်းတစ်ချက်ဖြစ်ပါလိမ့်မယ်။အဆိုပါမကြေနက်တဲ့ခန်းစားမှုက အခုလိုသတင်းဌာနရပ်နားတဲ့သတင်းကိုဝမ်းသာအားရတဲ့မှတ်ချက်ဖြစ်ပေါ်စေတယ်လို့ဆိုနိုင်ပါတယ်။အဆိုပါအမျိုးသားရေးဝါဒအခန့်ခန်းစားချက်အပြင် သတင်းမီဒီယာတွေအနေနဲ့သတင်းတင်ဆက်ကြတဲ့အခါအချက်အလက်လွဲမှားတာမျိုးသတင်းမပြည့်စုံပဲပုံပြနေတဲ့သတင်းဖော်ပြတဲ့အခါပရိသတ်တွေကသတင်းနဲ့ပတ်သက်လို့မှတ်ချက်ပေးကြတော့လဲအမားပြင်ဆင်တာဝန်ခံတာတောင်းမှန်စကားဆိုတာမျိုးလုံးလေးလုံးထားမရှိတဲ့အချက်ကိုလဲပရိသတ်တွေအနေနဲ့ဘဝင်မကြကြတာဖြစ်နိုင်ပါတယ်သတင်းဌာနတွေအနေနဲ့ဖော်ပြထားတဲ့သတင်းတပုတ်ကိုအမှားပြင်ဆင်တာလုံးဝလွဲမှားနေလို့ဖြုတ်ချတာတွေကိုတော်ယုံနဲ့လုံးလို့မရှိကြပါဘူး။ ဌာနအတွင်းအစဉ်စဉ်တင်ပြဆုံးဖြတ်ရတာတာဝန်ခံရမယ့် editor တွေအနေနဲ့အမှားပြင်ဆင်ချက်ထည့်သွင်းဖော်ပြရတာကိုအားနည်းချက်ကိုဝန်ခံတယ်လို့ဖြစ်စေတာကြောင့်ဩစာရှိတဲ့သတင်းရင်းမြစ်သို့မဟုတ်ညင်ရခတ်တဲ့အာဏာရှိတဲ့အဖွဲ့အစည်းတွေက ပြောတဲ့အခြေအနေမျိုးမှသာပြင်ဆင်ပေးလို့ရှိကြပြီးပြည်သက်ရဲ့ဝေဖန်မှုနဲ့အချက်အလက်နဲ့ထောက်ပြမှုတွေကြောင့်အမှားပြင်ဆင်ပေးတာနဲ့ပါပါတယ်ဒီအချက်ကလည်းသတင်းမီဒီယာတွေပေါ်ပြည်သက်ရဲ့မကြေလည်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ သတင်းမီဒီယာတွေရဲ့လွတ်လပ်မှုဆိုတဲ့အချက်ပေါ်ပြည်သက်အနေနဲ့တန်ကြားရှိတဲ့အချက်ဖြစ်ပါတယ်လွတ်လပ်တဲ့သတင်းမီဒီယာလို့ဆိုပြီးအစိုးရထံကအထောက်ပံ့လက်ခံရခြင်းကိုပြည်သက်အနေနဲ့နားလည်ဖို့ခက်ခဲပါတယ်ရန်ပုံငွေထောက်ပံ့နဲ့အစိုးရကသတင်းဌာနအပေါ်ဩဇာမလွှမ်းမိုးနိုင်ဘူးဆိုတဲ့ချက်ကိုတန်ကြားရှိကြပါတယ်အများပြည်သူဝန်ဆောင်မှုမီဒီယာလိုမျိုးဖြစ်ရင်အစိုးရအထောက်ပံ့ကိုဥပဒေအရရပိုင်ခွင့်တစ်ခုဖြစ်ပြီး တည်င်းမူဝါဒမှာလွတ်လပ်စွာတင်ဆက်နိုင်တယ်ဆိုတဲ့သဘောတဘာဝနဲ့လက်တွေ့အခြေအနေကိုပရိသတ်ကရှင်းလင်းစွာမသိကြတာကြောင့်အမှန်တကယ်မူဝါဒရောလက်တွေ့ကျင့်သုံးမှုပိုင်းမှာပါလွတ်လပ်သည့်တိုင်ပရိသတ်ကတန်တရားဝင်ကြတာဖြစ်ပါတယ်မြန်မာဘာသာနဲ့ထုတ်လင့်တင်ဆက်နေကြတဲ့တရင်ဌာနအများစုဟာနိုင်ငံတကာအစိုးရတွေရဲ့ရန်ပုံငွေနိုင်ငံတကာအကူအညီတွေနဲ့ယက်တည်နေကြတာဖြစ်ပါတယ်။အကူအညီတွေပေးအပ်တဲ့အခါမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဘလို့ရည်မှန်းချက်နဲ့ပေးတာလဲဆိုတာကို ပရိသတ်ကရှင်းရှင်းလင်းလင်းသိမနေကြပါဘူးမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေတင်ဆက်ရမှာဘလောက်ထိလွတ်လပ်ခွင့်ရှိမလဲအကူအညီပေးတဲ့နိုင်ငံတွေကတံမိုးထားတဲ့စံနှုန်းတံပိုးတွေနဲ့ကိုက်ညီဖို့လိုအပ်ချက်စတာတွေကို ပရိသတ်ကသိရှိခြင်းမရှိကြပါဘူးအမျိုးသမီးအခွင့်အရေးလူအခွင့်အရေးလူနည်းစုအခွင့်အရေးစတဲ့တံပိုးတွေကိုသက်ဆိုင်ရာအကူအညီပေးမှုတွေမှာစံတံမိုးအဖြစ်သတ်မှတ်ထားလိမ့်ရှိတာကြောင့်ဒီလိုတံမိုးထားမှုတွေနဲ့ပတ်သက်လို့သတင်းမီဒီယာတွေက ပရိသတ်ကိုရှင်းလင်းအသိပေးထားခရင်တရင်ဌာနတွေနဲ့ပရိသတ်အကြားနားလည်မှုတွေပို့ပြီးတိုးတက်လာလိမ့်မယ်လို့ယူဆရပါတယ်။အမေရိကန်ဤလူမှုမီဒီယာတွေဖြစ်တဲ့အစိုးရရဲ့ထောက်ပံ့ငွေတစ်စိတ်တစ်ပိုင်းနဲ့လဲပတ်ကြတဲ့ NPR National Public Radio PBS Public Broadcasting Service ဌာနကြီးတွေကိုလည်းအခု Trump အစိုးရအထောက်ပံ့ငွေဖြတ်တောက်ဖို့ဆက်လက်ဆောင်ရွက်နေတဲ့အကြောင်းကိုလည်းဒီနေရာမှာဖြည့်ဆွတ်ပြောလိုပါတယ်။ တို့ရဲ့ network ကွန်ရက်ချိတ်ဆက်ထားတဲ့ပြည်နယ်လိုက်ခရိုင်လိုက်လူလူမီဒီယာလုပ်ငန်းတွေအများပြားလဲအမေရိကန်အစိုးရရဲ့ချင်းချောက်မှုကိုခံနေရပါပြီအမေရိကန်ပရိသတ်တွေကတော့လူလူမီဒီယာဆိုတာအခမဲ့မီဒီယာဖြစ်တယ်လို့နားလဲတာကတပိုင်းဖြစ်တယ်လို့သူတို့ data လိုက် data ခံတွေအတွက်တင်ဆက်နေတဲ့မီဒီယာတွေလို့ခံယူထားကြတာကတပိုင်းဖြစ်တာမို့မြန်မာပရိသတ်အချို့လိုခါတီးတဲ့သဘောထားမရှိကြတာတွေ့ရပါတယ်ဒါပေမဲ့လည်းပြမရေးစီးသတင်းတွေဟာ ဘတ်လိုက်တဲ့အမှားမကင်းမှုဆိုတာကတော့ရေပူရသဘောထားကြတာချင်းတော့တူညီပါတယ်။အခုချိန်မှာတော့ပရိသတ်တွေအားလုံးဟာရေပူရအပြင်ကတော့သတင်းမီဒီယာတွေကတင်ဆက်တဲ့သတင်းတွေကိုဖတ်ရှု နားဆင်နေသလိုပဲသတင်းမီဒီယာတွေပေါ်တန်တရားအမြင်တွေတွဲလျက်ရှိနေကြမှာဖြစ်ပါရဲ့ရှင်။ရီဗီအန်ယူဂျီမှဆက်လက်တင်လို့ရပါတယ် ဒီကနေ့ညရဲ့နောက်ဆုံးစီစဉ်တစ်ခုဖြစ်တဲ့တိုင်းသားဘာသာစကားထုတ်လွှင့်မှုစီစဉ်မှာတပတ်တွင်းသတင်းများကိုပရန်ရှယ်ရီကကချင်းဘာသာနဲ့ထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ်ချေရွန်ပေါ်မျိုးရှာနေရောဝေပြောစမ်းစားငိုင်းမကလောရေဒီယိုအန်ယူဂျီအားပတ်မီလမန်ပြလဲဝါဆိုင်ဖောင်းရှုံရှိကနေပင်မိုင်းပဒောင်ရှိကော်နာထွန်ရှလန်ရမတ်ဝါစနာရီရရှောင်းနန်ခုနာဗီဝါနီမြန်မုံမစာသာဘရန်ရှောင်းဖရန်လိုက်ကိုကွန်ရှမ်အိုင်လက်ချက်ဖဲအတန်ဂလိုရှင်နဲ့ဒါမိုင်ပြန်ရှင်လာငါနာကန်ကွန်ဆမ်ကမ်တူဝါလရှိလာဆနေရှိကပဲတာမတူညာလာရီအညစ်အဆိုရအားရှင်းစံခက်ကန်ကန်ကွန်ကွန်ငါစပေါ်တာကန်ကွန်ဆမ်ကမ်တူဝါလရှိလာယနာဆောင်းစနေရီ ယူဟာနီမြေမောစာတာပန်ရှောင်းဖရန်နဲ့လမ်ကိုကွန်ရှမ်အိုင်ဥခေါင်းချက်အတန်ဂလူရှုံနဲ့လာအပြင်းရှုံမယိုင်ငူရှတူအန်အန်တဲ့အန်ဂျီဆိုရဖုံမလောမုန်ချင်းရှာရောမလဖုံနေမုံမြူဝါအလပန်ငါခရနိုင်လမ်းတဲစိန်နာပြင်ကျင်းငိုင်းမစားခောင်းချမထုံနာမတူယုံဖေ့ချ်တမျိုးငိုင်းငါနာစနေရယ်ကန်ကွန်ဆာမကမ်ကိုမြဝမုံတဲမကနာအညွကြီးအစိုးရအန်စာမူဝဲနီမုံအောက်ဖေ့စတင်ရှိုင်းနာမတူရဲလား ညဝနေခုနာအယူကြီးအစိုးရအစားဒံအမျိုးမျိုးခုမှုမတတော်ငါခေါ်ခရိုင်နာဆိုင်လမ်အစိုးရနေမုံဒိုင်လမ်ဖဲအစွန်ဖရန်ကောင်းနာမတူရိုင်လမ်အယူကြီးအစိုးရဘုံကောမျိုးဟာအဖြစ်ရဲလာညဟာအကျူးစဘကဖဲခရမ်ကြီးရှင်နာကုံငယ်ဝိုင်ဖဲအစန်ချာစွန်ချပနာမတူရိုင်လမ်ကန်ကုံစံကမ်ထပ်စနေဝေတဲဆိုရစပွန်ကျကန်ကုံစံကမ်တူဝါလရှိလာမုံဖောင်ခင်မမောင်းခန်တမလောမုံဖောင်ခင်မနီမိတောက်ခင်မနီစာတူရှာမမအလမ်ကျလူအဲ့ရဲ မတနာဖကန်တဲ့ထူးစ်တဲ့လုံဝအိုင်မြန်ပြန်တာပြန်ပုံနေပဲကန်အေပုံဖုံနေကြောင့်ဆရာကြကွန်ရှန်မြန်ပြန်တဲ့မကနာမရရှိမှုစီနာမရလငယ်ရုံလာလူငယ်ရှိကဖဲတောင်တညာနာရယ်ဖကန်တဲ့ထူးစ်တဲ့လုံဝအိုင်မြန်ပြန်တာပြန်ပုံနေပဲကန်အေပုံဖုံနေကြောင့်ထင်ဆရာကြကွန်ရှန်မြန်ပြန်တဲ့မကနာမရရှိမှုစီနာမရလငယ်ရုံလာလူငယ်ငါနာကင်ရာရှိကနီကောနာချိန်လို့အရယ် မစ္စတာပေါ်လငယ်ယာတာတနိုင်ဆိုင်လာလဝမရေချာငါအိုင်ဖြင်တပဲခင်အင်တဲ့ KPTF ပုံဖုံတပ်နေဂျမ်ဆက်လိုက်တာမြန်တန်တပ်ပူနာပိတုစတဲ့ကုမရှင်မြန်တန်တပ်ဖုံမောင်ရှိမစုံတဲ့လန်လတ်မချူနီစင်လာလွယ်ချင်ငမငါအိုင်ဖြစ်လာနေကျူပြူမကားချက်ဖရမတ်ဝိုင်လမ်ကျဲလူအဲရကျူပြူမကျဲဖရမတ်ဝိုင်ကုမရှင်မြန်တန်တပ်နေပဲခင်အင်တဲ့ KPTF နေ คันนี้แม่จะมาเรื่องไงเป็ดลูริมล้านนะคือพี่ผมไปบงปองผงตับเนสินได้ลำเจลูไอมิสเตอร์ปุ๊คงอยากจะพมนับตัวทามอมิจนาพักการลำสานานำยามเรียมกาทุสตุดงวาไอคุมแชมเมียนเพนตะเพแค่อีเจกีพีดีเอฟปองผงตับนตรงเจปมกบกสะเดลากินราชิการิธานาเจนเอรีคุมแชมเมียนเพนตะการนาองคุณครูสารำเจเพียงพงนีกรันนาทุสตุดวายมจอแค่อีเจกีพีดีเอฟตับเนี้มาจำเป็นในลำเจลูไอ န်ဒဲမကြနာမကြောမြင့်ချနာဖကန်လမ်ချင်းရထားငါအိုင်မရေရှိချက်နာမရေမရှာနေဖရုံရန်ရငိုင်လမ်ချင်းလိုအရေမတူနာကဲအချက် TNLA ပုံဖုံကတ်တီချမ်ရန်ဂျုံပုံကလောနာမတူနောက်နာဆိုင်တန်ချပုံပမနာငွေရှိကပဲတောင်းမတညာရယ် CNL check ခင်အင်းရလပရန်စမုံတင်တုံတော်ထပြင်ငါအိုင်မောင်ခမနီပဲချက်ခုပရန်နာပုံကလွိုင်လံပဲ ground ဟန်ကံနာမတူနောင်နိုင်တန်ချ ครมสุปองบามนาเรลามเทียนเอลีมุมตุตุกบาซาบัลละมีโปรตีนยากโลไอเพียสาเาฟเทียนเอลีอามุมซาเพียมซาลังเทเซนาชิกาซังปองดักสุเนรเพีเอสาอลาอฟเทคไอโอนิโกคิมิจกุสัสนิชิกุนิโกนาตาเกินดุงพังวานาคินคองชิมสุนเทคินคองคุมสุนิงจาการสติวทับจัลเล ဟပ်ပရပရာဝတုလခမ္နာမတုတောတန်ဒါမိုင် ရှင်နင်းစကိုယမ်ထုံကလန်ကင်ချောကောမတီမတောင်ခရုစုနာမတုရချန်ဒါရဲချေပြမစာလကြအိုင်မကျော်ဒါဒါရဲ့ချေမရဲနုကလောဝိုင်ဖေဒုကပါတပနစန္ဒနေရလေဝဆန်တန်ကာစတီလေကမ်စွန်ချေအန်ချေမီခရုမလမငါဒါဆိုင်စွန်နင်းနီမီကလန်ခရုစုနာလမ်နီမောနောင်နာယံကလောလူနာရေငါနာမတုစနေရ ตาตัวจันทาครมสุขนามาดูตาเขาแค่นจังไงลำเนียงวนาชรามาสลานามาดูจะครบงายลำนาวนายังกครมสุขปองปานในเพกลอลูสนาเร่งงานนาเชียนเอลิมกานาสมัตไวลำเจลุไอยาพังชุมคูนะมุงกาวนปองรับต่อชิมของสิกอนามุมชานีเพปมาดงดากสัตได้ลำกอนามกอมกานามดูกุมเชนเมียนเพนตาเพปบงนิสาวเทดับหลักสายางไยเพปชิงดังอรินานามาดูร้ายเงือชิกาเปตามดุงยานาเร မုံကောင်းဝန်ပေါ်ရတော့ရှင်ကောင်းစီကောနာမုံရှာနေပေမတုံတာဆက်တိုင်လမ်ကောနာမကောမကနာမတူကုံရှမ်းမြင်ပြန်တက်ပေဘုံလီဆောင်းတဲ့လောင်နာဆာယာငိုင်ပေရှင်တောင်အရီလာနာမတူရာငိုင်လား45 right corner ရှိကရပော့တိုင်းရေကုံရှမ်းမြင်ပြန်တက်ကောကပ်ဆက်ခရိနာမတူအန်တောက်တန်တိုင်းတန်လမန်မုံရှာနေစီဥခရဘုံလမ်ကိုမာကြတင်မဆက်တိုင်လမ်နီမတူမနယ်ကလောနာ တဲ့ချာနောင်နှံပြန်ကောနာအဆက်တော်ဝိုင်းနေရှင်ပြီးတော့ငါအိုင်မကမ်ရှမ်းချင်းနူနေမုံတော့မိုင်ငါနာဆနေရီပမီလမန်ပြန်လဲဝါဆိုင်ဘောင်းစတမ်ရှိကနေပဲအကြောင်းရွှဲရလမန်ကောတဲ့ကောင်းဆိုင်ကူရဲဗီဒီယိုအန်ယူဂျီယာရှိကနေပဲခပလာမတတ်အိုင်စောရိုင်ချီရွန်ပေါ်မြူရှာနေရောပဲဂရေချီချူပါဆိုင်လုံးဒီကနေ့ကတော့ဒီညနေပဲ Radio NUG ရဲ့အစည်းအဝေးကိုခਿੱတရရနိုင်ပါမယ် မြန်မာစံတော်ချိန်မနက်၈နာရီခွဲနဲ့ည၈နာရီခွဲအချိန်တွေမှာပြန်လည်ဆုံးဖြတ်ကြပါစို့ Radio NUG ကိုမနက်ပိုင်း၈နာရီခွဲမှာလိုင်းဒို16မီတာစက္ကန့်တသမဂူဂိုမီဂါဟတ်ဇ်ညပိုင်း၈နာရီခွဲမှာလိုင်းဒို25မီတာစက္ကန့်တသမ6လေးမီဂါဟတ်ဇ်တို့မှာဓာတ်ရိုက်ဖန်ယူနိုင်ပါပြီမြန်မာနိုင်ငံသူနိုင်ငံသားများကိုစိတ်နှပြကျမ်းမာချမ်းသာလို့ဘေးကင်းလုံခြုံကြပါစေလို့ Radio NUG အဖွဲ့သူအဖွဲ့သားများကဆုတောင်းလိုက်ရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရရဲ့စက်သွေးရေးတရင်အချက်အလက်နဲ့ဤပညာဝန်ကြီးဌာနကထုတ်ပြန်နေတဲ့ Radio NUG ဖြစ်ပါတယ်။ San Francisco Bay Area အခြေစိုက်မြန်မာမိသားစုများနဲ့နိုင်ငံတကာကစေတနာရှင်များလှူအပ်ပြီးများရဲ့ Radio NUG ဖြစ်ပါတယ်။အရေးတော်ပုံအောင်ရပါမည်။